အဒိုဂန်ကသူ့ကိုမနေ့ပိုင်းတွင်မှအနိုင်ထိုးပြမယ်လို့ပြောစကားကိုအောင်လာအန်ဆန်ကမြန်မာပြည်သက်တွေကိုစိုးရိမ်မလွန်ချဖို့ပြောလာပါပြီ။အောင်လာအန်ဆန်နဲ့ခုထိုးသက်ရမယ့်ဒရဂီဖိုက်တာ ရှမေးအဒိုဂန်ကတော့အတော်လေးကိုသူ့ကိုယ်သူယုံကြည်မှုတွေအပြည့်ရှိနေပါရဲ့။ယုံကြည်မှုတွေလွန်ကဲတယ်လို့တောင်ပြောလို့ရပါရဲ့။လွန်ခဲ့တဲ့နေ့အောင်လာအန်ဆန်နဲ့ရိုင်းနီယာနှစ်ယောက်ထဲကတယောက်ကိုပွဲသေးပြီးဖို့ YSC ကို Chatry ကိုတောင်းဆိုတော့အွန်လန်းအန်ဆန်ကိုနှစ်ချီအတွင်းမှာနိုင်အောင်ထူမီလို့ပြောခဲ့ပေမဲ့အခုချိန်မှာတော့အွန်လန်းအန်ဆန်ကိုပထမအချီမနစ်ပိုင်းအတွင်းမှာပဲနိုင်အောင်ထူမှဖြစ်တဲ့အတွက်ကြောင့်သူ့ကို bonus ပြင်ပေးဖို့အတွက်ကို YSC ကို Chatry ကိုတောင်းဆိုခဲ့တာလေးဖြစ်ပါရယ်။အရုဂဟာနပန်းပိုင်းကနေတက်လာတာမို့ချုပ်ကဲတွင်နဲ့တဖက်ရန်သူကို ခြေဆွဲပြီးတော့လဲချအောင်လုပ် အပိုင်ချုပ်အပိုင်ထိုးကွက်တွေပိုင်တာမလို့သူ့ကိုယ်သူယုံကြည်မှုတွေရှိနေကြတာပါ။ ူရဲ့ချုပ်ကွက်တွေဟာအောင်လာရှုံးခဲ့တဲ့ရိုင်းနီယာထက်မညံ့ဘူးလို့သုံးသပ်ကြပါရီဒါကြောင့်မို့လို့လေအောင်လာအန်ဆန်ကိုသူနိုင်မှာလို့အပြည့်အဝသူကိုသူယုံကြည်နေတာလေဖြစ်ပါရီဒီဘက်မှာအောင်လာအန်ဆန်ကတော့ရှမဲအာဒိုဂန်ရဲ့အခုလိုမျိုးပြောစကားကိုသုံးပြန်လိုက်ပါပြီအောင်လာအန်ဆန်ကသူ့ရဲ့လက်တီနဲ့အာဒိုဂန်ရဲ့မျက်နှာကိုမိတ်ဆက်ပေးဖို့မဆောင်နိုင်တော့ဘူးလို့ပြောလာပါရီ အောင်လအန်ဆန်က ground fight ဘိုင်းကိုလေးလာခဲ့တာ၃နှစ်လောက်ရှိပြီလို့ဆိုလာပါရယ်ဗိဒကကျတော့အောင်လအန်ဆန်ကသူဟာအရက်သေးစားရီမူရစွာရီမသုံးဆွဲသလိုပါတီပွဲတွေလည်းမတက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကိုမှအပျော်ပါးရီကို မလိုက်စားတဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအာရုကံလိုကောင်မျိုးကိုပညာပေးဖို့အတွက်ကြမ်းကြမ်းခံခံရှိသေးကြောင်းပြောလာပါရယ်ပြီးတဲ့ခါကျတော့အခုထုံးမဲ့ပွဲကအမေရိကန်မှာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ခီးပန်းမှလည်းမဟုတ်ကြောင်း ဖွင့်ပြောလာခဲ့ပါရဗျာဆိုတော့အခုပွဲတော်မစသေးပါဘူးစကစ်စစ်ကတော့ထိုးနေကြပါပြီဒီပွဲကတော့အတော်လေးကိုချိန်ကောင်းမယ်ပွဲဗျအောင်လအန်ဆန်အတွက်ဒီပွဲကတကယ့်ကိုအရေးကြီးပါရဒီပွဲကိုနိုင်မသူအတွက်ချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ရမှာဖြစ်ပါရဒါကြောင့်မလို့ကျွန်တော်ကတော့အောင်လအန်ဆန်ရေခင်ဗျားအတွက်အရင်ရင်ခုန်ပါရနိုင်မယ်လို့လည်းယုံကြည်ပါရဗျ